မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့အနည်းရှိစစ်တပ်စခန်း၃ခုကိုအေအေပူပေါင်းတပ်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းတွင် နေပြီးတော့အနည်းရှိစစ်တပ်စခန်း၃ခုကို Arakan Army အေအေပူပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသတင်းတရက်ထွက်ပေါ်လာပါတယ် ရှင်ပူပေါင်းတပ်တွင်ရခိုင်တိုင်းဒေသတပ်ဖြစ်သည့် AA အပြင်တချို့သောမကွေးအခြေစိုက်တပ်ဖွဲ့များနှင့်ပြူစစ်တပ် PDF တပ်ဖွဲ့အစုံများပါဝင်စားပြီးအစိုးရတပ်၏အားတန်းချင်းနိုင်ရှင်မှုကိုအနည်းဆုံး၃ဆဖြစ်စေခဲ့ကြောင်းသတင်းရရှိပါရယ်တိုက်ခိုက်မှုသည်နေပြည်တော်မြို့အနောက်ဖက်ရှိတောင်မြိုဒေသအနီးတွင်စတင်ဖြစ်ပွားခဲ့ပြီးစစ်တပ်၏စခန်း၃ခုမှာ တည်ယူပို့ဆောင်ရေးဌာနလီတက်လီကျောင်းအထောက်ပံ့စက္ကန့်နှင့်နေဆက်အထူးစစ်စင်ရေးဌာနခွဲဟုသိရပါတယ်။ပူပေါင်းတက်များသည့်ညချင်းကလေးကလှုပ်ရှားခဲ့ပြီးမနက်၄နာရီခွဲအချိုးတွင်ပထမဆုံးစက္ကန့်အားမီကိုဖုံသွေးဝင်ရောက်တိုက်ခိုက်မှုဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်းတအူးအနေနဲ့သက်သေကန်သူများကပြောကြားကြပါတယ်။အေအေတပ်ဖွဲ့များသည်ရခိုင်ပြည်နယ်အတွင်းစစ်အောင်မြင်မှုများအပြင်ယခုအခါအနောက်မျိုးပြခေတ်သစ်တစ်ခုဖြစ်နေသောနေပြည်တော်အနီးသို့မတူညီသောမဟာဗျူဟာတပ်ဖြစ်သည့်ဖူပေါင်းစစ်စင်ရေးကိုဆောင်ရွက်နေကြသည်ဟုစစ်ရေးအင်အားစုများကသုံးသပ်ကြပါတယ်။တရေအရာဤတိုက်ပွဲတွင် စစ်တပ်ဘက်မှအရာရှိနှင့်စစ်သား30ကျော်တည်ဆုံခဲ့ပြီးလက်နက်မျိုးမျိုးနဲ့တည်ယူပေးဖို့ရန်နေရများလည်းပူပေါင်းတပ်ဖွဲ့မှသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းဆိုပါတယ်။နေပြီးတော့ဒီမြန်မာနိုင်ငံဤစည်ရေးနှင့်နိုင်ငံရေးအင်ကာရဲ့အဓိကဒီနေရာဖြစ်တော်လဲယခုတိုက်ပွဲဖြစ်ပွားမှုကစစ်အုပ်စုအတွက်စိတ်ဖိစီးမှုအလွန်ကြီးမားစွာဖြစ်ပေါ်စေခဲ့ပါတယ်။စစ်တပ်အနေနဲ့နေပြီးတော့တပ်ဌာနချုပ်မှအထူးအမိန့်ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တော်လဲအေအေပူပေါင်းတပ်များကထိခိုက်မှုနှဲပြီးတောင်တန်းတလျှောက်သို့ပြန်လှည့်သွားနိုင်ခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲအပြီးတွင်စစ်တပ်ဘက်မှတပ်ဖွဲ့အသစ်များကိုနေပြီးတော့အနီးသေးယူပေးဖို့ရန်အမိန့်ပေးခဲ့တော်လေဒေသခံများကတောလေအတွင်းသွားရတာစိုးရိမ်စရာအခြေအနေဖြစ်နေပြီဟုပြောကြားကြပါရယ်မြန်မာနိုင်ငံတပ်ဝန်အနှံ့တွင်အာဏာသိမ်းစစ်အစိုးရကိုစန့်ကျင်သည့်တပ်ဖွဲ့များပေါ်ထွက်လာပြီးနောက်ပိုင်းတွင် AAE စစ်အောင်မြင်မှုများသည့်အခြားတပ်ဖွဲ့များအတွက်စီပြူဟာတစ်ခုပင်ဖြစ်လာခဲ့ပါရယ်နေပြီးတော့အနီးသို့တိုက်ခိုက်ခြင်းသည့်အာဏာပိုင်များအတွက်မမျှော်လင့်ပေဖြစ်ပေါ်လာသောထိခိုက်မှုဖြစ်ပြီးစစ်အုပ်စုအတွင်တွင်စိုးရိမ်မှုကောင်းကောင်းပြင်းထန်လာသည့်အကြောင်းသတင်းရရှိနေပါရယ် နောက်ဆုံးသတင်းအအနေနဲ့စစ်တပ်ဘက်မှထိန်းချုပ်မှုပြန်လည်ရရှိရန်ကြိုးပမ်းနေတော်လဲဖူပေါင်းတပ်ဖွဲ့များကစစ်ထောက်လည်ရေးတုံဆွဲခြင်းလိလာရေးမြေပြင်လုပ်ငန်းများနဲ့အတူတက်ဆက်တဲ့ထိန်းချုပ်မှုတည်မြဲစေဖို့အစီအစဉ်များဆောင်ရွက်နေကြပါတယ်။ဒေသခံတအုပ်ကနေပြီးတော့အနီးမှာတက်ဆက်ခန်းတွေတောင်ထိမ့်မရတော့တော့စစ်အစိုးရအတွက်စစ်စင်ရေးအားကြောင့်မှုတစ်ခုဖြစ်လာပါပြီဟုပြောကြားခဲ့ပါတယ်။ ဒီကုန်းချုပ်အနေနဲ့နေပြီးတော့အနီးစစ်တပ်စခန်း၃ခုအေအေပူပေါင်းတပ်များလက်ထဲဝင်သွားခြင်းသည်စစ်အုပ်စု၏အာဏာအခြေခံတည်မြဲမှုကိုတက်ရောက်စေမဲ့ပြဿနာအခြေတစ်ခုဖြစ်လာနိုင်ပြီးနောက်ဆက်တွဲအနေနဲ့နေပြီးတော့အတွင်လုံခြုံရေးတိုးမြင့်ခြင်းအရေးပေါ်အမိန့်များထုတ်ပြန်ခြင်းစာတီလှုပ်ရှားမှုများပြုလုပ်လာမည်ဟုခန့်မှန်းနိုင်ပါတယ်။ဆလဘီကြားဖြန့်ကိစ္စအမေရိကန်ဆွတ်ဖတ်ဖို့လှုပ်တာဟာပွဲလန်တုံးဖြောင်းဝင်ခင်းလာလို့ဇော်မင်းထွန်းပြောတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကြဖြတ်နေနေရေးကိစ္စမှာအမေရိကန်နိုင်ငံကဝင်ရောက်ဆွတ်ဖက်ဖို့လှုံ့ဆော်နေတာဟာပွဲလန်တုံးဖြာခင်းမှုသာဖြစ်တယ်လို့အကြံဖတ်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။ပုံမကြီးထွားကျပြန့်လာနေတဲ့အွန်လိုင်းငွေလိမ်ကြဖြတ်လုပ်ငန်းတွေကနေအမေရိကန်နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက်အမေရိကန်နိုင်ငံက Scan Center Strike ဖို့ SCSF ကိုဖွဲ့စည်းမယ်လို့ကြေညာထားပြီးအောက်လွတ်တော်လေးမြန်မာကြဖြတ်နေနေရေးမှာပါဝင်ဆောင်ရွက်ဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒီလိုလှုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံကသူတို့နိုင်ငံသားတွေကိုအွန်လိုင်းလေလံမှုကနေကောက်ွယ်ဖို့အတွက် Scan Center Strike Phone SCSF ဖွဲ့ပြီးစောင်မျက်နှာကြောင်းထုတ်ပြန်ခဲ့တယ်လို့အောက်လွှတ်တော်မှလည်းမြမအရေးဆွေးနွေးမှုတွေပြုလုပ်ပြီးအွန်လိုင်းလေလံလောင်းကစားမှုနှိမ့်နေရေးကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်ဖို့ပြောဆိုနေတာကလည်းကွယ်လန့်တော့ဖြားခင်းတဲ့ကိစ္စလို့မြင်နေလို့စော်မင်းထွန်းကဆိုပါတယ် မြန်မာစစ်တပ်ကလက်ရှိမှာကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနှိမ့်နည်းနေတာ ဖြစ်ပေမယ့်စောမင်းထွန်းကတော့သူတို့စစ်ကော်မရှင်ကဒေတာရေးနိုင်ငံတွေနဲ့ပူးပေါင်းပြီးကြားဖြတ်ကိုစည်ရေးတစ်ခုတစ်ဖွဲနှိမ့်နည်းနေတာဖြစ်တယ်လို့ပြောခဲ့ပါတယ် ်အမေရိကန်အပါအဝင်နိုင်ငံတကာကကြားဖြတ်လုပ်ငန်းတွေကိုဖြည့်ရှင်းဖို့အာရုံစိုက်လာခြင်းကြောင့်အကြံဖတ်စေအုပ်စုကကြားဖြတ်လုပ်ငန်းတွေကိုဇက်တိုက်ဆိုသလိုနှိမ်နှင်းပြနေတာဖြစ်ပြီးစေအုပ်စုရဲ့ထုတ်ပြန်ချက်တွေအရကြားဖြတ်လုပ်ငန်းလှုပ်ဆောင်ရမှာအသုံးပြုတဲ့အစအုပ်250ကျုံနိုင်ငံသား2000နီးပါးကိုရှင်းလင်းနှိမ်နှင်းဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်ကြပြင်ကြပြန့်လုပ်ငန်းတွေဟာထိုင်းမြန်မာနယ်စပ်ကကရင်အမျိုးသားအစည်းအရုံး KNU နဲ့မြန်မာအခြေစိုက်လုပ်ကိုင်နေပြီး KNU ခေါင်းဆောင်တွေက နိုင်ငံပိုင်မြေတွေကိုနှိရှိစားကြုံတဲ့ပြည်ပနိုင်ငံသားတွေကိုမှားရန်ကတရားမဝင်လောင်းကစားနဲ့ဒုစရိုက်လုပ်ငန်းတွေကိုအခကျင်းငွေယူကောက်ွယ်ပေးနေတယ်လို့လည်းဇော်မင်းထွန်းကဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ချားဖြတ်လုပ်ငန်းတွေဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာပုံမှန်ကြီးထွားလာခဲ့တာဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီး905ကကြီးလွှင့်ရင်ခွင့်နဲ့အမှုပိတ်သိမ်းမှုများပေါ်စစ်ကော်မရှင်ကိုစစ်လော်ဘီများဝေဖန်ပစ်တင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အတူရောင်ရွေးကောက်ပွဲပုံရိပ်အတွက်ပုံမှ905ကကြီးနဲ့ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့တရားစွဲဆို ခံထားရသူတွေကိုပြန်လွှတ်ပေးခဲ့မှုအတွက်အကြံဖတ်စစ်တပ် lobby တွေကြားစစ်တပ်အပေါ်ဖြစ်တင်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။စေအိုစုကသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲပုံရိပ်နဲ့မဲထက်နိုင်ဖို့ရှိရွယ်ပြီးပုံမှ905ကကြီးနဲ့အကျဉ်းချခံထားရသူတွေကိုပြန်လွှတ်ပေးခဲ့တယ်လို့ပုံမှ905ကကြီးနဲ့တရားစွဲဆိုခံထားရသူတွေကို အမှုပိတ်သိမ်းပေးမယ်ဆိုပြီးနိုဝင်ဘာလ26ရက်ညပိုင်းမှာကြေညာခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်အကြံဖက်စစ်တပ်ကိုဒီဇိုင်းမမထောက်ခံလာတဲ့စစ်လော်ဘီတွေနဲ့မဖာတာကြံဖို့အစားတဲ့စစ်တပ်အတိုင်းဝိုင်းချာဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။အကြံဖက်စစ်တပ်အတွက်ဝါရဖြက်သတင်းတွေပေါ်ထုတ်ပေးနေတဲ့သတင်းဦးဆိုသူကလည်းသူ့ရဲ့ Telegram Channel ကနေတဆင်စစ်တပ်ရဲ့လုပ်ရအပေါ်အားမလို့အားမရဖြစ်တဲ့ဝေဖန်တာတွေရှိခဲ့ပါတယ်။အောက်ခြေစစ်သားတွေကြတော့ဘဝတွေပြတ်အမိမရပဲစကန်းစုံခွာရင်ထောင်နဲ့တသက်တကြောချရဲနောက်ဆုံးဘဝပြတ်တာအောက်ခြေစစ်သားတွေပဲဆိုပြီးအဲ့ဒီ channel ကစေအုပ်စုထောက်ခံသူတယောက်ကရေးဖွင့်ပါတယ် စေအုပ်စုအနေနဲ့အမေရိကန်နိုင်ငံကမြန်မာနိုင်ငံသားတွေကိုပေးအပ်ထားတဲ့ယာယီခလုံးကွက် TPS ကိုရုတ်သိမ်းလိုက်ကြောင်းကြေညာချက်ပြီးအချိန်ကိုက်ဆိုသလိုပဲပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရသူတွေကိုအမှုပိတ်သိမ်းကြောင်းပြောဆိုရင်အဲ့ဒီပုံမှန်နဲ့တရားစွဲဆိုခံထားရတဲ့ပြည်ပရောက်မြန်မာတွေပြည်ရင်းကိုပြန်လာပြီးမဲပေးနိုင်တယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။စေအုပ်စုဘက်ကဒီချက်ကိုသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ်ပြင်ဆင်နေတဲ့အတူရောက်ရွေးကောက်ပွဲကျင်းပဖို့တလာနီးပါးသာလိုတော့တဲ့အချိန်မှာ လှုပ်ဆောင်လာတာဖြစ်ပေမယ့်စစ်အုပ်စုထောက်ခံသူတွေကြားပြစ်တင်ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်လာတဲ့အပေါ်မလုံခြုံတော့တဲ့ခံစားချက်မျိုးရရှိကြောင်းနဲ့စစ်အုပ်စုအပေါ်အားကိုးအားထားပြုစရာလျှော်နှင်းလာကြောင်းသူတို့အချင်းချင်းပြောဆိုသုံးသပ်လာကြပါတယ်။စေအုစုကတော့905ကကြီးနဲ့ကြာခံနေရတဲ့နိုင်ငံရေးအကျဉ်းသား3000ကျော်ကိုပြစ်ဒဏ်လွန်ငင်ခွင့်ပေးကတရားစွဲခံရသူ9500ကျော်ကိုအမှုပိတ်သိမ်းပေးခဲ့တယ်လို့ပြောထားပါတယ် ဒါပေမဲ့အိုးဖို့အကျဉ်းထောင်ထဲမှာဆိုရင်တကယ်တမ်းပုံမှန်905ကကြီးနဲ့ဖန်စီခံရရသူတထောင်ကျော်ရှိနေပြီမင်းမနေ့ကနိုဝင်ဘာလ28ရက်မှာနိုင်ငံရေးအကျဉ်းသားအမျိုးသား165ယောက်နဲ့အမျိုးသမီး68ယောက်စုစုပေါင်း232ယောက်သာလွတ်မြောက်ခဲ့တယ်လို့ PPNM ကဒီနေ့မနေ့ထုတ်ပြန်ထားပါတယ်။ဒါပြင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားပေါင်း2000ကျော်ကိုတော့စေအုပ်စုကဆက်လက်ဖန်စီအကျဉ်းချထားစေဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရန် PPN ကပြောထားပါတယ်။ဆက်လက်ပြီးအေယာဝတီတိုင်းလေမျက်နှာမြို့နယ်အတွင်းရှိရှေးတန်းစခန်းများကို AA နှစ်ဒေါ်လာရေးတက်ဖွဲ့များသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းလေမျက်နှာမြို့နယ်တွင်စစ်ကော်မရှင်နှင့်အာရကတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေရာစစ်ကော်မရှင်ဤတပ်စခန်းအချို့ကို AA နှင့်ပူးပေါင်းအဖွဲ့ကသိမ်းပိုက်ထားကြောင်းသိရပါတယ်။ လေမျက်နှာမျိုးနဲ့တွင်ဆက်ဆက်ယူကြီးွာနှင့်သဲနုကုံကြီးွာပတ်ဝန်းကျင်တွင်တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်သဲနုကုံကြီးွာပတ်ဝန်းကျင်ရှိရှီတန်စခန်းအချို့ကိုအေအေနှင့်ပူပေါင်းအဖွဲ့ကသိမ်းပိုက်လိုက်ကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ဆက်ဆက်ယူတဝိုက်ကအကုန်အေအေသိမ်းထားတာအခုသဲနုကုံဘက်မှပါအေအေကနှင်းမြေချဲ့လာနိုင်တယ်။စစ်တပ်ကတော့လက်နက်ကြီးနဲ့လေရင်ပစ်ကူကိုအာကိုပြီးတိုက်နေတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ စခန်းများအသိမ်းခံရပြီးနောက်စစ်ကော်မရှင်သည်ပြီးခဲ့တဲ့နှုတ်ဝင်ပါ25ရက်နေ့ကစစ်ပေးရှောင်များစစ်ရှောင်တိထိုင်နေသည့်ဝက်ကုံကြီးရွာကို Jet Fighter နဲ့စီးဖြင့်လေကြောင်းမှဖုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ပေါင်900ပုံ၃လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကိုဝင်စာအမျိုးသမီးတအုပ်နဲ့တက်ကြီးပိုင်းအမျိုးသားတအုပ်တို့တေဆုံပြီး၄ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဝက်ကုံကြီးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးမျက်နှာမျိုးနဲ့အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာများမှာစစ်ရှောင်အများစုဝင်ရောက်နေထိုင်သည့်ကြီးရွာဖြစ်ပါတယ်။ အေယဝရီတိုင်းအတွင်းလေမျက်နာတာပေါင်းရေကြီးအင်ကပ်ဘူးနှင့်ရွှေတောင်ရံမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်ကောမရှင်ကလက်နက်ကြီး drone နှင့်ပါရာမော်တာများအပြင်လေကြောင်းအသုံးပြုတိုက်ခိုက်မှုများပြုလုပ်လျက်ရှိပါသည်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။